ဆုံးဖြစ်သောဘုရားရေတ္တနာအမျက်ဆုံးဖြစ်သောတရားရေတ္တနာအမျက်ဆုံးဖြစ်သောတန်ခါရေတ္တနာယရနာမြတ်သုံးပါးပေါင်းတို့နှင့်တကားဝဆရာသမားတို့အာယုတိမြတ်နှုတ်လက်ဆုံးမိုး၍ရှေခောပုဇောဘုညောမှလျှောက်ကတော့ကြရာခြင်းတည်းဟုသောဘုဇွန်တပနာမစေတနာတတ္တပညာဝရိယတရားတို့ကြောင့် ယောဂီပံသူတော်ကောင်းတို့သည်လူရှိအတ္တံတအတောမဟုမနမတိအမျက်နေရာဖြစ်သောနိဗ္ဗာန်သို့၎င်းဒုက္ခကတိံချုပ်ပြန်နေသည့်အငြိမ်းရမံဖြစ်သောနိဗ္ဗာန်သို့၎င်းတထောင်ငါးရာကိလေသာဘူဒ္ဓလောင်တတုဤချုပ်ရာငြိမ်းရာသိမ့်ရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့ပါမြအာထုဆဲဖြစ်သော ဒါနသီလစေတနာကံနဲ့တကဝဝိပဿနာဉာဏ်သည်လင်းမြန်စွာမေညာတို့ကျေစုပြု၍နိဗ္ဗာန်သို့ရလွယ်ရလွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ။ gissami damandara nang gissami tangandara nang gisami. ilu bawa ayat dadi bauda bayi kongo yi yongji myanu let's all Shiko Bai Inyu Bawa Ayang Dondi Kaya Domya Yi Kongo Yi Yong Jim Yan No Ratsom Muga Shiko Bai Inyu Bawa Ayang Dondi Tangaromya Yi Kongo Yi Yong Jim Yan No ယုံကြည်မြတ်သောလက်ဆောင်မောကရှိခိုးပါ၏ဒုတိယံဘိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံဘိဓမ္မံတရဏံကိစ္ဆာမိဒုတိယံဘိသံဃံတရဏံကိစ္ဆာမိ တတိယံဘိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံဘိဓမ္မံတရဏံကိစ္ဆာမိတတိယံဘိသံဃံတရဏံကိစ္ဆာမိတတိယံဘိဓမ္မံတရဏံကိစ္ဆာမိတတိယံဘိသံဃံတရဏံကိစ္ဆာမိတတိယံဘိသံဃံတရဏံကိစ္ဆာမိဣတရဏကေနံတိလံပတိပုံနံ ပါဏာတိပါတံဝိရမဏိတိခာပတံတမာတိယမိသုရဝါတို့ဤသုရဝါတို့ဤတတကုတပ်ဖြတ်ခြင်းမဆောင်ခြင်းပါဤဆောင်ခြင်းပါဤအဋ္ဌိနာဒါနာဝိရမဏိတိခာပတံတမာတိယမိသုရဝါတို့ဤ ဘုရားဘာတို့ဤယစီယောသာကိုကိုယူခြင်းမရှောင်းခြင်းပါဤစောင့်သိမ်းပါဤအဗျာမစရိယာဝိရမဏိတိတ်္ခာပဒံတမာတိယာမိမမြတ်သောအကျဉ်တို့ကို ကျင့်ခြင်းမှရှောင်ခြင်းပါ၏စောင့်ထိန်ပါ၏မုဒ္ဒဝါဒဝိရမဏိသိခာပဒံသမာတိယာမိလိညာပြောဆိုခြင်းမှရှောင်ခြင်းပါ၏စောင့်ထိန်ပါ၏ ဥရမေရယာမေဇဗမတာဌာနာဝိရမဏိတိတ်္ခာပရံသမာတိယာမိမူရစေတသောဝိအယအဇရှိတိတို့ကိုသာတုံခြင်းမှာရှောင်းခြင်းပါ၏ဆောင်းနေပါ၏ ဝိကာလဘောဇနာဝိရမဏိတိတ်ခဗရံသမာတိယာမိနေလွညသာသာတုံခြင်းမရှောင်းခြင်းပါဤသံဒိမ့်မာဤနိစ္စဒိဒဝါဒိဒဝိတုကာ Tadana Malagana Vilebana Karana Mandana Vibhudana Dana Viramani Deika Vrandama Diyami Kodanga Chen Piso Chen Durabhaka ဤသောစေခြင်းပန်းပန်းခြင်းနန္တာလင်းခြင်းတို့မှာရှောင်ခြင်းပါဤသောင့်ဒိန်ပါဤဩဇာတယနာမဟာတယနာဝိရမဏိတိတ်ခပဒံသမာတိယမိမြတ်သောနေရာ မြတ်သားနေရာတို့၌ခိုင်ခြင်းထိုင်ခြင်းလည်းလျောင်းခြင်းတို့မှာရှောင်ခြင်းပါ၏စောင့်တိန်ပါ၏တာတဟကတိနာစေတတာအဘပါနာသုတေတုပရိတဝါ ဝိဟာရဏံသမာတိယာမိသဗ္ဗေတ္တာဝိနေယခန္ဓာကိုယ်စိတ်မြဲပါစေဘုဒ္ဓယေတရားတွေချမ်းမြေတာယာရှိပါစေအတဝါမြတ်ရတရား နာကျန်းနိုင်ကြပါစေသတ္တဝါများညတရားခိုနာနိုင်ကြပါစေဣဒံမေတိလံဣဒံမေဒါနံဣဒံမေဘာဝနံဘောတိညာနတ္တဣစ္ဆယော ဟောတုဒေတရနေနတာနဝေင္ကဓမ္မနံကတံဥဘောတထသီလံဓမ္မတတုကံကတဝအပမတိနတံပါတိထံ ေ့မှလုပ်ပေးတရားနာကြမှာဖြစ်တယ်။အမနေ့ပြီးမြောက်သွားတဲ့အခါကျတော့ကိုရင်ကိုရာကိုဌာနမှာရပောင်းကြီးရပောင်းကြာရှိသောလာပောင်းကြာရှိသောနှစ်ပောင်းကြာရှိစွာအဲ့လိုနေတဲ့အခါမှာလူဘဝမှာ နေလဲနေတတ်ရမယ်မနေရလို့တည်တော့မယ်ဆိုရင်လဲတည်လဲတည်တတ်ရမယ်တဲ့တရားနာတဲ့တရားလုပ်တဲ့ပုဂ္ဂိုလ်တရားမှာနေနည်းတွေလဲတည်သွားတယ်တည်နည်းတွေလဲတည်သွားတယ်တဲ့အဲ့ဒီနှစ်နည်းကိုတည်သွားတာဟာဒါတရားစကားဝင်တရားနာတရားအားထုတ်ရတဲ့ရလတ်တွေပဲ နေတာကတော့သူလည်းနေနေတာပဲကိုယ်လည်းနေနေတာပဲသို့ပေမဲ့လို့နေစဉ်နေတဲ့အချိန်မှာကာယကံဝစီကံမနောကံနဲ့ကာယဒုစရိုက်လို့ခေါ်တဲ့အမားတွေအမားတွေ ਨੇ နေခြင်းဒီဒါကောင်းသောနေခြင်းလို့ပြောလို့မရဘူးအကယ်၍ကိုယ်ကကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်လို့ခေါ်တဲ့ကံသုံးပါးမှာကောင်းတာတွေ ਨੇ နေမှအဲ့ဒါကို ကောင်းသောနေခြင်းလို့ဒီလိုခေါ်တယ် အပြစ်ကင်းစွာနေခြင်းလို့အဲ့ဒီပုဂ္ဂိုလ်ဟာနေတတ်တဲ့ပုဂ္ဂိုလ်လို့ခေါ်တာပေါ့နေစဉ်နဲ့မြတ်ကိုရတဲ့အချိန်လေးမှာတရားရှုမှတ်မယ်나이ဝက်ရရ15မိနစ်ရရပေါ့အကောင်းဆုံးကတော့나이ဝက်ပေါ့လေလူတွေဆိုတော့အလုတ်ကခမများများဆိုတော့တဏှာဤမရတော့မှ나이ဝက်ပေါ့တဏှာရနိုင်ရင်တော့ကောင်းတာပေါ့အဲ့ဒီအချိန်လေးမှာ စိတ်အေးလက်အေးလေးထားပြီးတော့ကိုတရားလေးကိုကိုမှန်းပြီးတော့နေစဉ်နေရင်လည်းပဲအဲ့ဒါအနေကောင်းမယ်အဲ့ဒါဘာကောင်းလဲပြည်စည်းဥစ္စာတွေကြော်ဝချမ်းသာပြီးတော့နေတာဇင်ကံပြည်စည်းတွေနဲ့နေတာစားသရာတောက်စရာတွေနဲ့နေတာတံမိုးရှိတဲ့ကာကြီးတွေနဲ့နေတာဒါဟာအနေကောင်းလို့ပြောလို့မရဘူး ိဇယနေဇယတိဘုန်းကြီးတွေဆိုရင်ကြောင်းကောင်းကောင်းကြီးတွေလူဆိုအိမ်ကောင်းကောင်းကြီးတွေနဲ့တော့နေပါတယ်အတုံးဆောင်ကားတွေကလည်းတင်းကို ထောင်ချီပြီးတော့စီးတဲ့ကားကြီးတွေတော့ရှိပါတယ်လူတွေဆိုရွှေတွေငွေတွေတော့ဝတ်ပါတယ်တို့ပေမဲ့လို့ကာယကံနေစဉ်နဲ့မြတ်အမားတွေရှိနေမယ်သူများတဲ့တာသူများပစ္စည်းကိုသူများကိုထိမိခိုင်းမိကို့အတွက်နဲ့သူများတွေဆင်းရဲတာမျိုးကိုကာယကံနဲ့ဝစီကံနဲ့လည်းထိုနည်းသူစွာသူများကိုအပြစ်တွေပြော အတင်းတွေပြောဒါဆိုးတဲ့ဟာတွေမနောကံမှာလည်းပဲအမြဲတမ်းသူများပေါ်မကောင်းတဲ့အကြံတွေပဲစိတ်ထဲမှာဖြစ်နေငါဘုသူရှိရဘလို့လိန်ယူရမလဲညာယူရမလဲဘလို့ကိုအနိုင်ကျင့်ယူရမလဲအဲ့ဒီလိုမျိုးတွေပဲတွေးတောနေတယ်ဆိုရင်တဲ့အဲ့ဒါဟာနေစဉ်နေတည်နေခြင်းဟာအနေဆိုးနဲ့နေတယ်လို့ခေါ်တယ်ဘလို့နေတာလဲအနေဆိုးနဲ့နေတယ်ဆိုရင်သိရင်လဲဘလို့လဲ အသေးဆုံးပဲတဲ့ဒီကဏ္ဍသောချိန်ကကာလမှာအဲ့ဒီမကောင်းတဲ့နမိတ်တွေကနေပြီးတော့မြင်ပြီးတော့ကိုနေစဉ်လှုပ်ထားတဲ့နမိတ်တွေကပေါ်အာယုန်တွေကပေါ်ပြီးတော့သေးသွားရင်အဲ့ဒီပုဂ္ဂိုလ်ကဒုတိယဘဝမလတ်အပ်မရောက်အပ်သောငရေတရိစ္ဆာန်ပိတ္တသူတကယ်ပဲလေးပါတဏှာရောက်သွားတယ်တဲ့ဆိုရှုံအဲ့ဒါနေနည်းစနစ်မမှန်လို့ပေါ့အခုတရားနာထားတဲ့ပုဂ္ဂိုလ်တွေကနေစဉ်ကိုကမိုးလင်းလာပြီဆိုတဲ့ ကိုယ့်ရဲ့ကာယကံနဲ့ဖရာရှိသွားဖရာကံကိုသွားဖရာတောက်တော်ရေးဖရာကံတန်ရှင်းရေးနော်ပန်းရေချမ်းစီမီကလဲပန်းမလဲနိုင်တော့ရေလဲအဲ့ဒီလိုမျိုးလေးတွေကိုကပုံမှန်လေးနေ့စဉ်ကာယကံကုသိုလ်ယူမယ်ပြီးတာနဲ့ကိုကပဋ္ဌာန်းယူမလားပရေယူမလားဓမ္မစကြယူမလားအနတ္တလက္ခဏာသုတ်တွေယူမလားတခုခုပေါ့ကိုပါးစပ်ကနေပြီးတော့အဲ့ဒါတွေယူ ရွတ်တဲ့ခါမှလည်းဘုရားပေါ်မှာပဲစိတ်အာယုံထားပြီးတော့တရားပေါ်မှာပဲစိတ်အာယုံထားပြီးတော့အဲ့ဒါနေ့စဉ်အဲ့ဒီအတိုင်းလေပတ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့နောက်ဆုံးထွက်တယ်မှာပေါ့အသက်ကြီးလို့ပဲသေးသေးအသက်ငယ်လို့ကံကုန်လို့ပဲသေးသေးဘယ်လိုပဲသေးသေးအဲ့ဒီသေးတဲ့အခါမှာကိုယ့်ရဲ့အနေကောင်းရှိထားတဲ့အတွက်ဘာကောင်းဖြစ်မလဲသေပါဘူးသေကြတာပေါ့နော်အဲ့ဒါက အနာနီးမှကောက်လို့လို့မရဘူးเนาะယောဂတခုဖြစ်မှသေတော့မဲ့အရေးတိမှအဲ့ဒီကြမှာထလုံးမဲ့ဆိုရင်တော့မရတော့ဘူး။ဘာကြောင့်လဲဆိုတော့နေစဉ်ကာယဒုတိယဝစီဒုစီယမနောဒုစီယဒီပေါ့နေစဉ်ကောကအမားတွေလှုပ်ထားမဲ့ဆိုရင်အဲ့ဒီအမားတွေပဲတော့မြင်အောင်ပါဒါတဘဝတာမှာနောက်ဆုံးစိတ်ကိုပြောတာအခုတနေ့တာမှာကြည်ကြည်လိုက်ကိုမိုးလင်းကနေမိုးချုပ်ပေါ့ကိုတနေ့တာမှာဘာတွေလှုပ်တယ်လဲ အဲ့လိုလှုပ်တဲ့အခါမှာညာအိတ်ခဏိကျိုင်းမျက်စိမှိတ်ကြည့်လိုက်တနေ့တမှာကိုလှုပ်ခဲ့တဲ့အလုံးများတဲ့အရာကနာပေါ်တာပဲအဲဒီနေ့ခရီးတစ်ခုသွားတဲ့ဆိုရင်အဲ့ဒီသွားတဲ့ခရီးမှာသွားတဲ့အရာတွေပေါ့နော်အဲ့ဒီအရာတွေကလည်းပေါ်တာပါပဲပေါ့အဲနောက်ပြီးစားတဲ့အရာတွေဆိုရင်လည်းအဲ့ဒီစားတဲ့အရာတွေကလည်းပေါ်တာပါ နော်ကိုပြောတဲ့အရာတွေဆိုရင်လည်းအဲ့ဒီပြောတဲ့အရာတွေကပေါ်လာပါပဲပေါ့တခုခုကိုလှုပ်တာအများဆုံးအဲ့ဒီတနေ့မှာပြုလှုပ်တာအများဆုံးအရာဟာညာအိခဏနေတဲ့မျက်စိမေးရင်အဲ့ဒါပေါ်လာတာအဲကိုဒီနေ့တရားစခန်းဝင်နေတယ်ဆိုရင်တရားနာနေတယ်ဆိုရင်အိခဏနေကြလို့ဆိုရင်ကိုမျက်စိမေးကြည့်လိုက်အဲ့တရားနာတာတွေတရားထိုင်တာတွေတရားအထုတ်တာတွေပေါ်လာတာအဲ့တော့တနေ့တာမှာပြုလှုပ်တဲ့ အရာအားကောင်းတဲ့အရာကပေါ်တယ်လို့ပြောတာဘာကောင်းတဲ့အရာကအအပြစ်တွေလုပ်တာရများရင်အကုသိုလ်တွေလုပ်တာရများရင်အကုသိုလ်တွေကဘာဖြစ်မှာပေါ်မှာပဲကုသိုလ်တွေလုပ်တာရများရင်ကုသိုလ်တွေကဘာဖြစ်မှာပေါ်မှာပဲတခုခုတော့ဘာဖြစ်မှာပေါ်မှာပဲအဲ့တော့ဒါကတဏှိတာပြောတာနော်တဘောတာလို့ခေါ်တဲ့နောက်ဆုံးတည်တော့မယ်လို့ချိန်ခါကာလကြတော့လေအဲ့ဒီလိုပဲ သူဒီတဘောတာမှာသူဘာတွေအလုတ်များခဲ့တယ်လဲပေါ့သူ အလုတ်များခဲ့တဲ့အရာကအဲ့ဒီအချိန်မှာနောက်ဆုံးထွက်တတ်မှာနောက်ဆုံးအချိန်မှာသူလာပေါ်ပြီအဲ့ဒီလာပေါ်တဲ့အရာကသူ့အတွေ့များရဲ့အရာကအနိုင်ယူသွားမှာပဲလောကမှာစကားရှိတယ်မလားရေများရေနိုင်မီးများမီးနိုင်ပါတယ်လေ အဲအဲ့ဒီလိုပဲလေနောက်ဆုံးထွက်တက်မှာလည်းပဲကုသိုလ်များရင်ကုသိုလ်ကနိုင်မယ်အကုသိုလ်ကများရင်အကုသိုလ်ကနိုင်မှာပဲနော်ကိလေသာစိတ်တွေများရင်ကိလေသာကနိုင်သွားမယ်ဉာဏ်စိတ်တွေများရင်ဉာဏ်စိတ်ကနိုင်သွားမယ်တော့အဲ့နှစ်ခုတစ်ခုခုပဲတူอ่ะအဲ့တော့ကုတဲ့ကကိုယ့်အကူလေ့ကျင့်ကြည့်ပေါ့ကိုအိတ်ခဏနေကြရင်မျက်စိမိတ်ကြည့်လိုက်ပေါ့ဒီနေ့တနေ့တာမှာကိုယ့်ရဲ့လွတ်တော်ကြီးပေါ်နေမှာပဲ အဲ့ဒီအာယုံတိုင်းပဲငါဘဝတကုနေကုန်ချိုရင်လဲနောက်ဆုံးကိုလှုပ်ခဲ့တဲ့အရာတွေကအလုံများတဲ့အရာတွေကပေါ်လာမယ်အဲ့ဒီစိတ်နဲ့တည်မှာသူကအဲ့ဒါကိုဘုံဘုံတို့စာလို့ပြောမယ်ဆိုရင်သုတိစိတ်လို့ခေါ်တယ်မာစေးလဲသုတိစိတ်ပါဘုရားသုတိစိတ်သုတိစိတ်ဆိုတာကနောက်ဆုံးစိတ်တည်တဲ့စိတ်ကိုပြောတာနော်နော်အဲ့ဒီသုတိစိတ်ကြာသွားပြီဆိုတော့တည်သွားပြီပေါ့ ဒါကအဲ့ဒီသုတိစိတ်ကနေပြီးတော့သေသွားပြီးပြီဆိုလို့ဆိုရင်ဟိုဘက်မှာသူကဘာလာမလဲလို့မေးရင်ပဋိတန်နေစိတ်လာမယ်။ဘာစိတ်လာမလဲ။အဲဒီဘက်ကဘာစိတ်လဲ။သုတိစိတ်။ဟိုဘက်ကဘာစိတ်လဲ။ပဋိတန်နေစိတ်။အဲ့ဒီမှာစိတ်ကဒီဘက်ဘဝရဲ့နောက်ဆုံးစိတ်ကသုတိစိတ်။သိတဲ့စိတ်ပေါ့နော်။နောက်ထပ်ဘဝတစ်ခုရဲ့စမယ်စိတ်ကပဋိတန်နေစိတ်။အဲ့တော့ လူတွေလိုပြောမယ်ဆိုရင်မိခင်ရဲ့ဝါးထဲမှာသွားပြီးတော့ပဋိသင်္ဍေနေတာပေါ့ပဋိသင်္ဍေသွားနေတာပေါ့စပြီးတော့တရေတဲတာပေါ့အဲ့ဒါပဋိသင်္ဍေစိတ်ကိုခေါ်တာနော်အဲ့ဒါကလည်းပဲဘုန်းဘုန်းတို့အဲလောကမှာကြည့်မယ်ဆိုရင်သူကအဲဒီမြန်မာနိုင်ငံမှာတော့ဘာဖြစ်လဲခုနှစ်ရက်လဲတယ်ပေါ့နော်အဲခုနှစ်ရက်အဲအိမ်မှာ ရှိနေသေးတယ်ပတ်ဝန်းကျင်မှာရှိနေသေးတယ်ဒါကြောင့်ခုနှစ်ရပြည့်တဲ့အခါဆုံးနေတခါသွတ်ပေးတယ်လို့ဒီလိုအယူအဆတွေရှိကြတာပေါ့မြတ်စွာဘုရားစာပေနဲ့ကြည့်မယ်ဆိုရင်နော်ဒီဘက်ကသုတိစိတ်ချုပ်ထာနေဟိုဘက်ကပဋိသန္ဓေစိတ်ကတန်းသွားတာဂျားထဲမှာအကြာမရှိဘူးသူကစောင့်နေတယ်ဆိုတာမရှိဘူးအဲကျွတ်တယ်လို့ပဲတဲ့ကျွတ်ကသူ့ရဲ့ဟိုဘက်ရှေ့ကိုသူကလှမ်းပြီးတော့ကုတ်တယ် ရှေ့ကကုတ်လို့လွတ်ပြီးပြီးမိပြီးဆိုမှနောက်ခြေကိုလှုပ်လိုက်တာသူကဟိုဘက်ကမကုတ်မချင်းဒီဘက်ကမလွတ်သေးဘူးကျွတ်တယ်သွားတာနော်အဲ့ဒီတိုင်ပဲဟိုဘက်ပဋိသန္ဓေနေဖို့တေးကြပြီလို့ဆိုရင်အဲဒီဘက်ကသုတိစိတ်ကိုလှုပ်သွားအောင်ဒီဘက်ကိုလှုပ်သွားအောင်ဟိုဘက်မှာမတေးကြသေးဘူးဆိုရင်ဒီဘက်ကမလွတ်သေးဘူးဒီဘက်ကမတေးသေးဘူးပေါ့အသက်မထွက်သေးဘူးပေါ့ဒီဘက်ကတချို့တေခါနီးမှာမျောနေတယ်တို့နှစ်ရက်သုံးရက်မျောနေတယ်တို့သုံးလေးရက်မျောနေတယ်တို့ ဒါတွေတွေ့ဖို့မှာပေါ့နော်အဲ့ဒါဘာလဲဆိုဟိုဘက်မှာမသေးချာသေးလို့ပြောဟိုဘက်ကိုတွမ်းမဲ့နေရမသေးချာသေးလို့ဥမာနတ်ပြည်လားလူပြည်လားသို့မဟုတ်အပယ်လေးပါးလားဘယ်နေရာလဲသူရှာနေတုံးပဲအဲ့ဒါကြောင့်လို့ဒီဘက်ကအသက်မထွက်သေးတာပေါ့အေးဟိုဘက်ကတွမ်းမဲ့အရာကနတ်ပြည်သေးချာပြီဆိုရင်လည်းဒီဘက်ကလွတ်သွားပြီဟိုဘက်နတ်တန်းထောင်းဖြစ်တာပဲဒီဘက်ကအသက်ထွက်လိုက်တာနဲ့ဒီဘက်ကတင်လိုက်တာနဲ့သုတိစိတ်ကြာသွားတာနဲ့အသက်ထွက်သွားတာနဲ့ဟိုမှာနတ်ပြည်မှာဘွားဆိုတော့ဖြစ်တာ အဲ့ဒါကို3ရက်လဲတယ်လို့9ရက်လဲတယ်လို့ဆိုတာအနတ်ပောင်းဝဲခြင်းမှာမရှိတော့ဘူးသူကအဲ့ဒါကြတော့ဗာလဲဆိုတော့အကယ်၍များအဲ့ဒီပုဂ္ဂိုလ်ကပါနော်ဝိမာန်တိကပိတ္တာတွေပေါ့ပိတ္တာတွေဖြစ်ပြီးတော့မကြွမလွတ်ပဲနဲ့အဲ့ဒီအိမ်နာမှာတို့နော်ပတ်ဝန်းကျင်မှာတို့သူရှိနေတတ်တယ်အဲ့လိုဆိုရင်သူကမိသားစုကဒီ9ရက်အတွင်းသုံးဖို့3ရက်အတွင်းမှာကုသိုလ်ကိုပေးလိုက်လို့ဆိုရင်သူတာရုခေါ်မယ်တာရုခေါ်ရင်သူချစ်ချစ်ကြွတ်သွားအောင်ဆိုအဲ့အဲ့ဒီလိုမျိုးလဲ ဒါခုနှစ်ရက်လဲဆိုပြီးတော့လောက်ကြတာပေါ့เนาะတေးပြီးတော့မကြခင်မှာလောက်တာနောက်ကြရင်သူကြာရင်မေ့သွားအောင်လीတချို့ကခုနှစ်ရက်လဲပဲလောက်တယ်လလဲတို့နှစ်လဲတို့မလောက်တော့ဘူးသူကမလောက်တော့ဘူးဆိုတော့ဟိုဘက်ကလူကမကြွတော့ဘူးပေါ့ဓာတုမှမခေါ်ရတော့သူ့ကိုကုသိုလ်မပေးတော့သူမကြွတော့ဘူးအဲ့လိုမျိုးတွေဖြစ်နေတတ်တယ်ဒါကြောင့်မလို့နောက်ဆုံးစိတ်မှာ ဖြောင့်သွားဖို့အတွက်ပေါ့ကိုလောက်ထားတဲ့အရာတွေအင်အားကောင်းတဲ့အရာက အကျိုးပေးသွားမှာပဲအဓိပတိတက်သွားမှာပေါ့အာကောင်းတဲ့အရာကအကျိုးပေးတန်သွားမှာပြောတာကိုကနောက်ဆုံးစိတ်ပေါ့အသက်ကထွက်တော့မယ်အဲ့ဒီမှာတချို့ကကိုပြုတ်တဲ့ကုသိုလ်တွေကိုကိုအာရုံပြုတ်တယ်ကိုမှတ်ခဲ့တဲ့တရားတွေကိုဘယ်စိတ်တွေပေါ်လာလာဖြစ်ဖြစ်ရှုတယ်ပေါ့အဲ့ဒီလိုလေးရှုနေနိုင်တယ်ဆိုရင်တော့သိကြတယ်သူဒီနိဗ္ဗာန်မရောက်တော့ဘဝကောင်းတစ်ခုခုသွားမယ်ဘာကြောင့်လဲဆိုတော့ ဟိုပစ္စည်းအောက်စားကိုဆွဲတဲ့အာယုံမိသားစုကိုဆွဲတဲ့အာယုံ တချို့ကစိတ်မချဘူးသွားရမှာလीငါတည်သွားလို့ဆိုရင်ငါသားလေးဘယ်လိုနဲ့နေမလဲငါသမီးလေးဘယ်လိုနဲ့နေမလဲငါမှရှိတဲ့စီးစိမ်တွေကိုသူတို့ဘာလို့လွတ်ပြစ်ကြမှာလဲငါကတော့နော်နဖူးကချွေချီမကြအောင်ငါရှာထားတဲ့စီးစိမ်တွေသူတို့ဘသူ့ကိုပေးပြမှာလဲအဲဇနီးမယားတယောက်တင်မယ်ဆိုရင်လင်ယောက်ျားကနောက်အိမ်အောင်ပြုတ်မှာလားဒီသားတွေသမီးတွေနဲ့ तू ဘယ်လိုနေမှာလဲ လျောင်ကြတယ်မယ်ဆိုရင်လည်းဇနီးမယားကိုစိတ်မချအောင်သူလည်းနောက်အိမ်တော်ပြုမှသာငါသေးသွားရင်ငါသားသမီးတွေသူဘလို့အဲ့ဒီစိတ်မချတဲ့စိတ်တွေဆိုရင်အဲ့ဒါကုသိုလ်စိတ်လားအကုသိုလ်စိတ်လားအတော်ပြီအဲ့လိုလို့ဆိုရင်အဲ့လိုဆိုတော့ပြီသူကလူတွေကအဲ့ဒီစိတ်နဲ့သေးတာများတယ်။ဘာကြောင့်လဲဆိုတော့ဒီမိသားစုနဲ့အတူနေတယ်စီးပွားနဲ့အတူနေတယ်အဲ့ဒီစိတ်နဲ့သေးတယ်ဆိုရင်အဲ့ဒီစိတ်နဲ့သေးရင်ဘာဖြစ်လဲလို့မေးရင်အဲ့လိုစိတ်မချတာဒီသားသမီးတွေကိုစီးပွားတွေကိုခင်တတ်တဲ့တဏှာပဲခင်မင်းလို့စိတ်မချတာပေါ့ ဲ့တဏှာတရားကိုကောင်းရင်လောဘပဲလောဘနဲ့သေတော့ပိတ္တာသွားဖြစ်တယ်အဲ့တော့တော်တော်များများသေတဲ့လူတွေကပိတ္တာဖြစ်တာများတယ်ဘာဖြစ်လို့ပိတ္တာဖြစ်တာများလဲဆိုရင် तू ကအဲငရဲကိုကြမ်းစေတတ်တဲ့ကံတွေနေတယ်ပေါ့တအားကြီးတော့မဖြစ်ဘူးเนาะချစ်နိုင်သောအရာကဘာလဲဆိုရင်ပိတ္တာဘဝရောက်ဖို့ရယ်တိရစ္ဆာန်ဘဝရောက်ဖို့ရယ်တချို့ကြည့်ပါလားသေပြီးတော့ဝတ်သွားဖြစ်တယ်လို့ တည်ပြီးတော့အဲ့ဒီအိမ်ကမှနွားသွားဖြစ်လို့တော့တချို့နွားတွေကအိမ်မော်တီတက်တယ်အဲတချို့ခွေးသွားဖြစ်တယ်အဲ့ဒီအိမ်မှာခွေးပြန်ဖြစ်တဲ့အခါကျတော့အဲ့ဒီခွေးခွေးဟာအဲ့ဒီဟိုနောက်ကတကောက်ကောက်လိုက်နေတယ်လို့တော့ဒါတွေရှိတယ်နော်အဲတရိစ္ဆန်ဖြစ်ဖို့လည်းရှိတယ်အဲ့ဒါတွေကဘာကြောင့်လဲလို့ဆိုရင်တေဂာနီသောချိန်ခါကာလမှာအကုတ္တစိတ်ကအနိုင်ယူသွားတာဘာစိတ်ကနိုင်သွားတာ အဲ့တော့အကုသိုလ်စိတ်ကအနိုင်ယူသွားတာဖြစ်တဲ့အတွက်ကုသိုလ်စိတ်ကနည်းသွားလို့အဲ့ဒီလိုအပယ်လေးပါးကိုကြာသွားတာဒါဆိုတို့ကအခုတရားနာတာတရားစကားဝင်တာနောက်နောက်တရားတွေကြိုးစားမယ်အိမ်မှာလည်းအစဉ်နဲ့ကလုံးမယ်ဆိုရင်အကုသိုလ်စိတ်ကိုကုသိုလ်စိတ်ကနိုင်အောင်ကုသိုလ်တွေများများလုပ်တာပေါ့အာယုံပြုလို့ရအောင်တရားတွေများများကြိုးစားတာပေါ့မျက်စိမိတ်တိုင်းကိုပေါ်လာအောင်အခုမိတ်ကြည့်လေကိုကိုလက်ကြည့်ကြည့်လေအစမ်းသေးကြည့်လေ မျက်စိမှိတ်ကြည့်လေဘာတွေပေါ်လာမလဲနော်ကိုမြင်နေကြအရာတွေပေါ်မှာပဲကိုကြားနေကြအရာတွေပေါ်မှာပဲအဲ့ဒီစိတ်နဲ့သေသွားရင်တော့သွားပြီအဲ့ဒါအာယောနိတော့မနေတိကာရာတဲ့ဖခင်မင်းတို့သွားပြီတဲ့နှလုံးသွင်းလွှဲသွားပြီတဲ့နှလုံးသွင်းလွှဲသွားပြီဆိုတော့ဒီဘက်ကအမျှတွေဘလို့ပဲမိသားစုကလှမ်းပေး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 ပြီးပြီမယ်လို့သွားဘက်ကဓာတုခွန်နိုင်အောင်မှာငရေကြသွားရင်မခွန်နိုင်ဘူးငရေရောက်နေရင်ဓာတုမခွန်နိုင်ဘူးနော် အိမ်မှာကြောက်ဖို့ကောင်းတယ်သူတော်ကောင်းတို့ဟိုဘက်ဘဝရောက်သွားရင်နော်ဒါကြောင့်မလို့ကုတဲ့ကနော်ကိုကိုကိုဒီတရားစကားမှနာသွားတဲ့တရားတွေတရားစကားမှသိသွားတဲ့အသည့်တွေကိုကိုအင်ရောက်လို့စဉ်ဆက်လက်ပြီးတော့ကိုကကြိုးစားရအထောက်ရအဲ့လိုဆိုရင်သူကအနေလဲအနေကောင်းဖြစ်မယ်အသေးလဲအသေးကောင်းဖြစ်မယ်နေလဲနေတတ်သွားမယ်သေးလဲသေးတတ်သွားမယ်အဲ့တော့တရားစကားလာဝင်နေဆိုတာက နေတတ်အောင်ဒေတတ်အောင်မလို့တတ်အောင်လေဒါဆိုဘုန်းဘုန်းခုနရဆရာတော်ကလည်းပဲခုရှမ်းပြည်မှာရှိကြတဲ့ဓမ္မမောင်နှမတွေနဲ့တွေ့တဲ့အချိန်လေးမှာ သင်ပေးလိုက်တာကလည်းနေနီဒေနီဗာလဲနေနီဒေနီအဲဒုလူတွေကလည်းကိုယ့်အိမ်ကိုယ့်ရရောက်တဲ့ကဆက်ပြီးတော့ကြိုးစားမယ်ဆိုရင်ဘယ်လိုလုပ်တတ်သွားမလဲနေလဲနေတတ်သွားမလဲအဲဒါဆိုပြီးတာပဲလေဒါဘဝကောင်းသွားတာပဲပေါ့နော် အဲ့ဒီတည်းအစင်းမြင့်နေတယ်ဆိုရင်တော့ကိုကအသေးမြက်ချင်ရင်ပေါ့နော်သေတတ်ရုံနေမဟုတ်ဘူးနော်အသေးမြက်ချင်ရင်ပေါ့အသေးမြက်ချင်ရင်တော့ကိုဝိပဿနာအလုပ်တွေကိုအားဆိုင်ပြီးတော့လုပ်နော်ဝိပဿနာအလုပ်တွေကိုဖြစ်ပျက်မြင်အောင်ရှုအခုဒီဘဝဒီခန္ဓာနဲ့နော်မြင်မြင်သမျှဖြစ်ပျက်မြင်အောင်ကိုစိတ်ထဲမှာမြင်တော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်အဲ့ဒီစိတ်တွေကိုရှုနိုင်မှန်းနိုင်အောင်ကြားလို့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ရှုနိုင်မှန်းနိုင်အောင်အဲ့လိုလေရှုမယ်မှတ်မယ်ရှုမယ်မှတ်မယ်ဆိုလို့ရှိရင်တော့ အဲ့ဒီပုဂ္ဂိုလ်ဒီမသေးခင်မှာလည်းဝိပဿနာဉာဏ်ရည်တန်းနေမယ်နောက်ဆုံးဒေဃာနိမှာလည်းဖြစ်ပြနေမဲ့ကြိုက်သွားမယ်ဆိုရင်နိဗ္ဗာန်ကိုမြင်သွားနိုင်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့အတေမြတ်သွားပြီတဲ့။ဘာဖြစ်သွားပြီ။သုံးမျိုးပေါ့နော်။နေတ္တထာရေ၊တေတ္တထာရေ၊အတေမြတ်ထာရေ။ဘယ်လိုလဲ။ အဲ့ဒါကိုကိုယ့်ဟာကိုယ်လေ့ကျင့်တော့ဗောနော်အဲ့လိုလေ့ကျင့်ပြီးတော့ရရှိသွားတဲ့အသိဉာဏ်၏အတိုင်းဘဝကိုရှင်သန်သွားမယ်ဆိုရင်ဒါကိုအကျိုးရှိသွားပြီအဲ့တော့ကိုယ်ကရိုးရိုးနေတတ်ယုံမယ်ဆိုရင်တော့ကုသိုလ်တွေလုပ်အစွမ်းအစမြတရားတွေနာတရားတွေအထုတ်ဒါကတော့တိုင်းဟန်လွယ်လုံနေမယ်ဆိုရင်ဘဝမှာနေတတ်တဲ့တည်တဲ့ခါကျတော့လေဖြောင်းမတ်စွာဖြင့်တည်သွားမယ်ဆိုလူနဲ့ပြန်มาရမယ်ဒါကတော့ရိုးရိုးပုံမှန်လုံနေကြပါဘော အဲဒီလိုကြိုးစားသွားတာပေါ့အဲဒီတက်မှာကကိုကတရားတွေပုံမှန်အားဆိုင်ပြီးတော့ရှုမယ်အားထုတ်မယ်တကယ်ဒုက္ခတွေကိုမြင်အောင်ကြည့်ပြီးတော့ဒုက္ခသိအောင်ရှုမယ်ဆိုရင်တော့ဖြစ်ပြနဲ့မဲ့ကပ်ပြီးတော့ဖြစ်ပြကဒုက္ခသစ္စာမြင်တဲ့ညာကမဲ့ကသစ္စာတဏှာစားရည်ရဲ့ကိလေသာတွေကိုတေတာကသမှုရိယသစ္စာမြင်တာကနိဗ္ဗာန်និရောဓသစ္စာဆိုရင်တော့အသေးဘာဖြစ်သွားမြတ်သွားတယ်အဲ့တော့အသေးမြတ်အောင်တရားတွေဆက်လက်ပြီးတော့ ကြိုးစားပါလို့တတိပေးပါလေ။ gain အလုံးတရားထိုင်တရားအထုတ်ကြရအောင်။အရိယာပုတ်တိပြင်းကိုယ်တွေအရေးကြီးတဲ့အချိန်လေးလို့မှတ်ပါ။ဒီချိန်ဒီကာလတွေဟာကိုယ်တွေအရေးတကြီးအာထုတ်ရမယ့်အချိန်ကြိုးစားရမယ့်အချိန်ငယ်တုန်းကျန်းမာတုန်းကိုရုပ်ကိုတည်နိုင်တုန်းဒီချိန်လေးတွေဟာကိုယ်တွေအကျိုးရှိတဲ့အချိန်တွေဖြစ်တဲ့အတွက်အကျိုးရှိရှိအာထုတ်ပါမျက်စီကိုမှိတ် ခန္ဓာဘက်ကိုညံလက်ခန္ဓာလေးကိုညံသွင်းပြီးတော့ကိုယ်အလုပ်ကိုကိုစောင့်ချပြီးတော့ကြိုးစားရင်အနေကောင်းအသေးကောင်းအသေးမြတ်တွေဖြစ်သွားပါမယ်ဆိုတာကိုယ့်ကိုယ်ကိုယုံကြည်ပြီးတော့ကြိုးစားကြပါယောဂီပေါင်းသူတော်ကောင်းတို့